တိတ်ဆိတ်နေခြင်းကတင်းရဲ့စွမ်းအားဖြစ်လာမဲ့အချိန်ခွနဲ့ချင်းဒီနေ့မှာတော့တိတ်ဆိတ်နေခြင်းကနေတင်းရဲ့စွမ်းအားဖြစ်ပြောင်းလဲလာမဲ့အချိန်ခွနဲ့ချင်းအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နံပါတ်၁ဒေါသထွက်နေတဲ့အချိန်ခဏလောက်ရပ်ပါအသက်ဝအောင်ရှူပါနောက်မှရမယ့်နောင်နာမျိုးကိုရှောင်ပါဒေါသကြောင့်မရည်ရွယ်ပဲလှော့ခနဲ့ပြောထွက်သွားနိုင်ပါတယ်။ ဒေါသထွက်နေချိန်မှာတိတ်ဆိတ်နေခြင်းဟာသင်ရဲ့စွမ်းအားတွေအဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။နံပါတ်2ဇက်ချောင်းကုန်စင်မတိသေးချိန်မှာအရင်နားထောင်မှာပြီးမှပြောပါအပြည့်စုံမတိပဲနဲ့ပြောမိရင်တဖတ်လူကိုလည်းနားလည်မှုလွဲသွားစေနိုင်ပါတယ်။ဒါကြောင့်မလို့တိတ်ဆိတ်နေခြင်းဟာတင့်တွက်ကောင်းမွန်တဲ့စွမ်းအားကြီးကောင်းမွန်တဲ့ကျိုးဆက်တွေဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။နံပါတ် တရားရောင်စကားပြောနေခြင်းနားထောင်ပေးတတ်တဲ့အလေးအကျင့်ကိုမွေးမြူပါစကားဖြတ်ပြောခြင်းကမလေးစားသလိုဖြစ်နိုင်ပါတယ်နံပါတ်၄တိတ်ဆိတ်နေရမယ့်အချိန်တခါတလေတိတ်ဆိတ်နေခြင်းက စကားထက်ပိုပြီးတော့ထိရောက်တယ်တပ်ဖက်လူကိုဇာနာမှုနဲ့လေးစားမှုရှိချောင်းကိုလည်းပြသနိုင်တာပဲဖြစ်ပါတယ် နံပါတ်5သင်ဘာဖြစ်လို့ဖြစ်ချင်နေမှမသိတဲ့အချိန်မှာခဏစဉ်းစားပါငါစဉ်းစားဖို့အချိန်လိုတယ်လို့ပြောလို့ရပါတယ်နံပါတ်6စိတ်ပီစီးမှုများနေတဲ့အခြေအနေတွေမှာအတွေးတွေကိုခဏရက်ပြီးတော့စဉ်းစားပါတိတ်ဆိတ်နေခြင်းဟာပညာရှိအားကိုပြပေးနိုင်ပါတယ် နံပါတ်9တိတ်ဆိတ်နေခြင်းကအဖြေဖြစ်နေခြင်းတခါတလေစကားလုံးနဲ့ဖြည့်ရှင်းလို့မရတဲ့အရာတွေရှိတယ်။သင်ရဲ့တိတ်ဆိတ်နေခြင်းကနေအကောင်းဆုံးအဖြေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကိုနားကြောင်နေတဲ့မိတ်ဆွေတို့ဟာဒေါသကိုရှည်တန်းတင်ပြီးတော့ပြဿနာတစ်ခုကိုဖြည့်ရှင်းတတ်တဲ့သူတွေဆိုရင်တော့ဒီနေ့ခုနှစ်ချက်ကိုတည်ထားဖို့လိုပါမယ်။ ဒီခုနှစ်ချက်ဟာမိတ်ဆွေတို့ပေါက်ကွဲဒေါသထွက်နေကြုံမျိုးမဟုတ်ဘဲနဲ့တိတ်ဆိတ်နေခြင်းကနေပြီးတော့မိတ်ဆွေရဲ့စွမ်းအားတွေအဖြစ်ကိုပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေတို့ရဲ့ဒေါသထွက်တဲ့စိတ်တွေပေါက်ကွဲလျက်စိတ်တွေကိုကောင်းကောင်းသုံးချပြီးတော့မိမိရဲ့တိုးတက်အောင်မြင်တဲ့ဘဝတွေကိုရှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဗီဒီယိုလေးကိုရန်နာလိုက်ရပါတယ်။ နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာဘလို့ဂျမ်းမအီဆိုင်ရဘဟုတုတာတွေနဲ့တုတာရသားစိတ်ခွန်အားဖြစ်ပွဲစာပေမျိုးမျိုးကိုတင်ဆက်ပေးမလဲဆိုတာကိုတော့စောင့်မျှကြည့်ရှုပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။